လက်ထံပေါ်တဲ့အတော်လေးခီးရောက်လာတဲ့ပြင်မိလိုက်ချင်းရဲ့အချိုးဆက်နတ်တငယ်တစ်ပိုင်းမေဆာတစ်ပိုင်းလေးတွေမွေးပွားလာတာကြောင့်တခြားလုံးချလာပပနေခဲ့တဲ့နတ်တငယ်မတွေရုပ်ဆုဆုကလေးတွေကိုကြည့်လက်ဖြန့်ကုန်ကြပါတယ်အထင်းလေးကမလို့ချင်းတော့ငင်းဆန်လို့လည်းမရတော့ဘူးနတ်တငယ်အုပ်စုကိုတိုက်ခိုက်ပြီးတဲ့အချိန်တည်းကစလို့မင်းစားနဲ့နှစ်တုံးနဲ့ပေါင်းဆက်မှုဖြစ်ကလေးရောက်40လောက်ဒီမွေးဖားပြီးပြီပဲဖြစ်သွားတယ်အချင်းကကရှင်နာကပါဖိုင်းလာလာတာကြောင့်ရေရွတ်တက်တက်ဖြစ်ကုန်ကြတယ် ပထမဆုံးခလေးမွေးတဲ့အတွေ့အကြုံကကာရှနာတခက်ကိုင်းနာချီလွန်နေခဲ့ပါတယ်။သမီးဖြစ်သူအချင်းချင်းမာနာကြောင့်နတ်မိခင်ကလင်ထန်းစီအကူကြီးတောင်းလာခဲ့ပြီ။လင်ထန်းမွေးပေးဖို့လုပ်တဲ့အချိန်ကာရှနာကနင်းဆက်နေတာကြောင့်ပစားပိတ်ပြီးသူပြောတာလုပ်ဖို့နေ။ဒါကလည်းသူ့ခလေးမဖြစ်တဲ့အကြောင်းလင်ထန်းကတတိပေးလိုက်ပါတယ်။လူသားတစ်ယောက်ကနေမင်းစားဖြစ်လာတဲ့လင်ထန်းအတွက် ခလင်းပွေးတာလောက်ကမခက်ခဲပဲခလင်းပွေးပြီးတဲ့အချိန်လက်သက်ငယ်မတောင်ရင်အခွန်ကြီးတောင်းတမှုကြားလိုက်ရပါတယ်မင်းစားနှကောင်ကအတင်းကျပ်မေးလိုက်ကြားနေတာကြောင့်လင်သားတစ်ဖြစ်တဲ့မင်းစားခေါင်းဆောင်ကြီးကနေရာမှာတဲ့အဆုံးသက်ပြေးလိုက်အနားမရတဲ့လက်သက်ငယ်မားတယ်မထီသူမိတ်ထုတ်ထားတဲ့အကြောင်းနဲ့အမင်းကိုဖိဆိုင်ရင်တော့တေလမ်းပဲဖြစ်တဲ့အတွက်ထပ်တတိပြေးလိုက်ပါတယ်အခုကစားလို့လက်သက်ငယ်မားတိုင်းအသေးစိတ်ကပူပေးဖို့နဲ့သူမိတ်ပါပဲထမ်းမထီဖို့အမင်းပြေးလိုက်တာကြောင့် နမ်မင်းချင်းကလင်တန်းကအချားမဲစာတွေနဲ့မတူတဲ့ကြောင့်ထောက်ပြလာခဲ့ပါတယ်လင်တန်းအတွက်တော့ဒါကလုံတင်တဲ့ကိစ္စပဲဖြစ်တယ်ပြင်ရှင်းချောင်းနဲ့နတ်တငယ်တွေဘက်ကရိုးရိုးသားသားနေဗာပြဿနာမှာထပ်သက်မှာမဟုတ်တဲ့ကြောင့်ပြောပြလိုက်ပါတယ်လက်ရှိဇက်ကြောင်းအရလင်တန်းရဲ့ကြိုးစားအားထုတ်မှုနဲ့နတ်တငယ်မျိုးတွေဆိုအောင်မြင်တဲ့သိပ်ပတ်ပြီးပြီဖြစ်တယ်လို့နတ်တငယ်တွေနဲ့ပေါင်းဆက်ထားတဲ့သွေးနှုတ်ကလေးတွေကလည်းငကုံမင်းစာမျိုးတွေတက်ပိုဆောထက်လာမှာပဲဖြစ်သွားတယ်မျိုးတွေစုတိုးတက်လာပြီးတဲ့နောက် လင်ထက်ရဲ့နောက်ထပ်ပြစ်ဒဏ်ကလူသားတရားကောင်းတွေစီလက်စားချက်ကိုဖြစ်တော့အလင်းမျိုးစီထိုးဖောက်ဝင်ရောက်သူရဲ့ဓာတ်ဆော့အဖွဲ့ကိုရှာဝေမှုပဲဖြစ်သွားတယ်။ထုံးစံနဲ့စနစ်ရဲ့ကျူးလွန်တွက်ချက်မှုအောင်မှာရော့တန်ရဲ့အဖွဲ့ဝင်တွေကိုကိုယ်တိုင်တုတ်တည်အမှတ်90မင်းစာအုပ်စုကိုဦးဆောင်ပြီးတုတ်တည်အမှတ်30အထင်းတစ်ခုစောင့်ဆိုင်းပြီးဆက်ဆောင်ကြည့်ရင်တော့ဆယ်မှရရှိမှာဖြစ်တဲ့စနစ်ကစက်ကြောင်းဆွဲပြီးလာခဲ့ပါတယ်။စနစ်ရဲ့ဆက်ကွက်ကလူသားတွေစီဦးတည်ဖို့အစီအစဉ်ချပေးလာတယ်ဆိုပေမဲ့လင်ထက်ရဲ့လက်စစ်စွမ်းကသူရဲ့ကောင်တက်ကိုရင်ဆိုင်နိုင်တဲ့ဆိုရင် တရေကအဖွဲစီကိုထက်စန်းစားရအောင်မှာပဲဖြစ်သွားတယ်။ဒါကြောင့်တရေကရော့တဲကိုတယောက်တည်းရင်ဆိုင်မှုရွေးချယ်လိုက်ပြီ။လင်ထန်းကရော့တဲကိုကောင်းကောင်းရင်ဆိုင်နိုင်ခဲ့တဲ့ဆိုပဲ။ရော့တဲရဲ့ဆက်ဒါတို့တော်စီမှာပေါ်လာတဲ့အချိန်မှာလင်ထန်းရှုံးနေသွားခဲ့တဲ့အတွက်စနစ်ကအနာဂတ်ကိုပြလိုက်ပါတယ်။လင်ထန်းရှုံးနေသွားတဲ့နောက်ဒါတို့တော်စီမှာရော့တဲကိုကယ်တင်ပြီ။အလေးမျိုးကထွက်သွားတဲ့အချိန်ဘရောမထမတွေ့ပဲ။အဆုံးသက်လင်ထန်းရွေးချယ်လိုက်တာကတင်းမဲ့လမ်းဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မှအမှတ်တရနဲ့အသက်30စနစ်ကပေါင်းထက်ပေးလာခဲ့ပြီ။ဇာတ်ကြောင်းပြမြောက်ဖို့အချိန်ကိုရပေးလာတာ တော်တော်စမဆိုတော့မကြားဘူးတဲ့လင်တန်းလေအလင်းမျိုးကနေရောက်တဲ့ကထွက်သွားပြီဘလုံးမထက်ရှာလို့ရမှာမဟုတ်တဲ့တွေးမိသွားခဲ့ပါတယ်ဒါကြောင့်အစီအစဉ်ကလော်ဂျီလုပ်ဖို့ဆုံးဖြတ်ပိုင်ဒီအပိုင်းတူလူသွားတဲ့စီခဏခီသွားနေတဲ့မင်းစားအုပ်စုနဲ့တိုက်ခိုက်သမားတွေကာရှနာလက်ထက်အိုက်ရမယ်ကာရှနာကိုတိပေးလိုက်ပါတယ်လူသားမျိုးနဲ့ဆိုတာထင်စရာမယုံရှင်းပဲမင်းစားတကောင်သားသွားမယ်ဆိုပို့လို့တော့အားနဲ့များလုံးတာကြောင့်ဒီသတင်းကိုကြားလိုက်ရတဲ့နတ်မိခင်လေ ူရဲ့တိဆက်ဆက်ခင်ပွန်းလေးတွေစိတ်ကူသွားခဲ့ပါတယ်။ဒေဂျာဘအတက်ခံရမှာဖြစ်တယ်မယ်။လူသားတွေကိုကန်စားချေဖို့ကြီးလင်တန်းကလည်းစိတ်ပန်းဖြတ်ပြီးသားဖြစ်နေတာကြောင့်တောင်းမရတဲ့နတ်မိခင်တွေလက်လွတ်စပယ်တော့မသွားဘူး။သူပုံးရှုပ်စွာတုံးပေးလိုက်မယ်ကြောင့်ပြောပြလိုက်ပါတယ်။ပုံးရှုပ်စွမ်းတဲ့သားဆိုလင်တန်းကိုလူသားတွေလည်းရှာတွေ့မှာမဟုတ်ဘူး။ဒါကမျောလင့်တဲ့လင်တန်းအထုံးမပြောပဲမယ်။သူတို့တကယ်ပဲလှုပ်ပေးမှာလားလို့ပြန်မေးလိုက်ပါ။လင်တန်းကိုစိတ်ပူတာလို့ခေါင်းစဉ်မတက်ချင်တဲ့နတ်မိခင်လင်တန်းကိုလှုပ်ပေးချင်တာမလှုပ်ပေးချင်တာလဲ။ လင်ထန်းတာတစ်ခုဖြစ်သွားကြီးမင်းစားအရင်ဆိုင်တွေနှိမ့်ဆက်တာမခံကျင်လို့ ဖြစ်တဲ့ကြောင့်အကြောင်းပြလိုက်သွားတယ်။ဒါပြင်ကလေးတွေအားလုံးကြီးပါဒင်းညာမှာရှိနေသေးတာကြောင့်လင်ထန်းဘေးကင်းကင်းနဲ့ပြန်လာမှသူတို့တဲ့လုံထုံမှာဖြစ်တဲ့ကြောင့်ပြောပြလိုက်ပြီ။ဒီစကားတွေကိုကြားလိုက်ရတဲ့လင်ထန်းလေးနမ်မိခင်ကအချင်းချင်းကိုလက်ရောညီထူစာနေတတ်တဲ့ဆိုတော့သဘောပေါက်သွားခဲ့ပါတယ်။ဒလုံးနဲ့လင်ထန်းထွက်သွားမဲ့အချိန်ခေါ်ဖို့ရတာပါမျိုးရစ်ကိုစောင့်စောင့်ပေးထားမဲ့ကြောင့်ခရီးပေးလာတာကြောင့်လင်ထန်းနဲ့အမြန်ပြန်လာမဲ့ကြောင့်ခရီးပေးသွားခဲ့ပြီ။ တဖက်အရင်းမြုပ်တော်မှာတော့အချိန်ဖြစ်ကင်းလဲနေတဲ့စစ်သားတွေနဲ့ပြည်နေတာကြောင့်မြို့တော်လုံချုံကြီးကပိုတင်းချက်လာတယ်ဆိုတော့လင်ထားလိုက်ရောက်ရောက်တတိထားသွားခဲ့ပါတယ်။ရောက်တဲ့ကဓာတ်တော်စင်မှာတော့လိုက်ဆောင်စမ်းနေပြီ။အခုထိဘာမှမထူသေးပဲ။မြို့ကလူတုကပါတာမန်တက်လဲပတ်နေတာကြောင့်ဒီလူတွေဘာမှမတည်သေးတာများလားလို့ကောက်ချက်ချလိုက်။အရင်းမြုပ်ရဲ့စုံစားသူများစီးရင်တဲ့မှာတော့တိုးတက်လာတဲ့ရော့တွေကိုတွေးလိုက်ရပြီ။တပြေးပြေးနဲ့နံပါတ်တစ်ချက်လာတဲ့တကောင်းသားလင်ထားတဲ့အချိန်မျိုးရှင်းထုတ်နိုင်။အချိန်ကြီးကပိုခက်ခဲလာတော့မှဖြစ်သွားတယ်။ ။စူညာနေကြရဆိုင်တန်းမှာတော့ဒီနေ့ငါတကားခမ်းမယ်ဆိုတဲ့အတန်ကရှင်ပြနေခဲ့တယ်။အချိန်တိုင်းဆိုင်နာကိုရောက်လာတဲ့ဇင်တန်းကပါရောက်လာတာကြောင့်သူရှာနေတဲ့ရော့တယ်ကဒီဆိုင်မှာရှိနေမှတိလိုက်ပါတယ်။လက်လေးဘက်မြောက်ကိုနှိမ့်နေတေတော့မဲ့ချီကောင်းဆောင်ရော့တယ်နဲ့ရေဖူလည်းရောက်လာလို့ကံကောင်းသွားတာဖြစ်တဲ့ကြောင့်တခါရဲ့တမတယောက်ကအာရှင်ပြင်းနဲ့ချီကျူးနေခဲ့ပြီ။မဆိုင်သူနေတတ်တဲ့ရေဖူလည်းကကောင်းဆောင်ကချီချူဖို့ဝင်ပြောလိုက်ပါတယ်အမျိုးသစီဘေးအခွက်အောင်အဖွဲမတူကြတဲ့အချင်းချင်းကသူပိုးတော်တဲ့ငါပိုးတော်တဲ့နင်းခုန်ကြရန်ထပ်ဖြစ်တော့မဲ့အချင်း မကြားခင်ငကားကျုံကငကားတွေမိတ်လိုက်တော့မှာဖြစ်တဲ့ကြောင့်ဆိုင်ရှင်လိုလူကထပ်ပြောလာခဲ့ပါတယ်အဲ့ဒီငကားတွေကလူသားတွေရိတ်ခါတွေလူလူကြားတဲ့ပြင်လူသားတွေကရွယ်ချက်ရှိတက်ခတ်စားသုံးတတ်တာကြောင့်အခုလိုအချင်းချင်းဖင်ကောင်းကျဲနေမယ်ဆိုတကယ်သက်သက်ရှိရင်သူ့ဆိုင်တဲ့မှာမဟုတ်ဘူးငကားတွေကိုတွားတက်ခတ်လိုက်ဖို့ပြောလာခဲ့ပါတယ်ဒါကိုရုပ်ဖြတ်ထားတဲ့လင်ထန်းကပါအမှန်တကယ်ကြားလိုက်ရပါမကြားခင်ကြားရောက်လာတော့မှငကားတွေရဲ့အန်နေမှာမျိုးတော်ကသာအချိန်မီတက်ကူတည်းမပုတ်ပြီးအလင်းမျိုးရဲ့လက်ရှိအင်အားနဲ့ဘလုံးမရင်မဆိုင်နေတာပဲဖြစ်သွားတယ်မျိုးတော်အမောင်ချနေပြီးထင်လိုက်တယ် စမ်းချက်မရော့တဲ့ကတော့ငကားလေးပါတယ်မှုမနေပဲဘာမှကြောက်စရာမရှိတဲ့အကြောင်းသူဆရာဖြစ်တဲ့တရဇမလမ်းမလာနေပြီဖြစ်တဲ့ကြောင်းပြောပြလိုက်ပါတယ်သူရောက်လာတာနဲ့တကားတွေကိုတုတ်တယ်အဖွဲတခုဖွဲ့မှာဖြစ်ကမျိုးတို့ကတက်ကူတွေရောက်လာရင်တော့ဘာမှစိတ်ပူစရာမရှိပဲအားလုံးဖြည့်ရှင်းပြီးတာလေဆရာဖြစ်သူနဲ့သူမျိုးတို့ကိုပြန်သွားဖို့ရော့တယ်ကအစဉ်ဆွဲထားခဲ့တာပဲဖြစ်သွားတယ်တရဇမလိုလူဖဲခေါ်တယ်ဆိုတာကမျိုးနိုင်စားဖြစ်ရတခုဖြစ်ပေမဲ့တရဇမသာရှိနေရင်တကားတွေကိုနိုင်စားအကြောင်းရှိတာအကြောင်း ဒီတိုင်ဝဲပြီးရော့တဲ့ကမျိုးရဲသွေးကောင်းဖြစ်လာအောင်ပါပဲလို့အားလုံးကမှတ်ချက်ပြုလိုက်ကြပါတယ်ဒါကြောင့်မဒီနေ့တော့နဲ့သူတကာခါမှဖြစ်တဲ့ကြောင့်ရော့တဲ့ကကြီးညာလိုက်ဒါတွေကမှတ်မတဲ့ကြားလိုက်ရတဲ့လင်တန်းကတော့မထာခင်ဖြစ်လာတော့မှတကားတွေရဲ့တက်ခိုင်းအခွင့်ကောင်းယူရင်သူ့အခွင့်အရေးကိုအမိရဆုတ်ကန်မှဖြစ်မဲ့ကြောင့်တွေးမိသွားခဲ့ပါတယ်တောက်လက်ဆက်ခွက်ကိုအရက်ပုတ်ချင်းခဲ့ပြီးလင်တန်းထက်သွားတဲ့အချိန်ရော့တဲ့ကခဏလောက်နေတော့ဖိတ်ခေါ်လိုက်တယ်တကုတ်ကိုကြမ်းစင်းတဲ့လင်တန်းကနောက်လည်းအများကြီးကြုံမှဖြစ်တဲ့ကြောင့်ရွေရွေချင်းရှိနှုတ်ဆက်သွားခဲ့ပါတယ်တတော်စင်မရောက်လာတဲ့လင်းမြုပ်တန်းမှာတော့ ဟစ်ဒရစ်တူဟူတန်တွေကစူညာနေခဲ့တယ်ရော့ဒက်ကိုတိုင်းနဲ့သူ့ဆရာကိုရောက်ရောက်ချင်းနှုံးဆက်လိုက်လက်ရှိမျိုးတော်ထက်မှာတကားတွေအန်နေနဲ့နီးကပ်လာတာနဲ့မြတ်ဘဒူးမရှိကမစူဆောင်းရဲတော့တဲ့အကြောင်းတင်ပြလိုက်ပါတယ်မကြားခင်တကားတွေရောက်လာတော့မှတေးချနေတာကြောင့်အထဲသေးလေးကိုနားလေသွားတဲ့ဒါသရိုစင်မလေးသူစစ်စစ်ခိုင်းထားတဲ့ငကားတုတ်တဲ့လက်နဲ့အစင်းသစ်ဖြစ်ပြီလားလို့မေးလိုက်ပါတယ်ဒါသရိုစင်မပေးထားတဲ့ပုံကြမ်းတိုင်းဆောက်လုပ်ထားတဲ့ငကားတုတ်တဲ့လက်နဲ့တွေမျိုးတော်ရဲ့အထင်ကြီးနေရာမှာနေရာချထားတာဖြစ်ကအားလုံးကိုတေးချလုပ်ဖို့နဲ့ သူမျက်နှာပြွက်ချင်တဲ့ကြောင့်ဒါသရောစင်မကရော့တဲကိုသတိပေးလိုက်ပါတယ်ဒါသရောစင်မကအလားတရားနဲ့ပြစ်ဆုံးတဲ့သူမျက်ဝါးချစ်တဲ့မျက်လိုက်ရတဲ့ယောက်ျားသူကြီးကတော့သုံးဆန်တဲ့ဆူဆူညံ့တဲ့ဖြစ်နေကြပြီအရေးကြီးတဲ့အချိန်မှာလူစုလူဝေးလုပ်ပြီးအချိန်ဖြုံးနေတာကိုမချိုက်တဲ့ဒါသရောစင်မကတော့ထဲချင်းလူစုခွဲခိုင်းပြီးရော့တဲကိုမိန်ပေးလိုက်ပါတယ်ရော့တဲရောက်လာတဲ့ငကားတကောင်ကလူတယောက်ကိုတုတ်ချီသွားတာကြောင့်အချောင်းချောင်းလှန်လှန်ဖြစ်နေကြတဲ့အချိန်ဒါကကဲထောက်ငကားဖြစ်တဲ့အချိန်ဒါသရောစင်မကဂျင်းမိလိုက်မကြမ်းတဲ့ငကားတွေအုံးလိုက်ရောက်လာတော့မှတွတ်ဆောင်ပြီးသွားတာကြောင့် သူနဲ့သူညိုရိုးဘုကိုလိုက်ခဲ့ပြီးရော့တယ်ကိုမိတ်ပေးလိုက်ပါတယ်။ငကားတွေကြောက်လာတာတပြိုင်တည်းလူသားတွေကလည်းခုကတိုက်လိုက်ဖို့ညိုရိုးဘုတက်သွားကြတာကြောင့်ဒါကလည်းမျိုးကိုတိုက်လိုက်ဖို့အချိန်ကောင်းမဲဆိုတော့လင်ထန်းနဲ့ကျင်းပြီးလိုက်ပါတယ်။ဒါပေမဲ့လူသားတွေနဲ့ငကားတွေရဲ့တိုက်ပွဲကိုအေးဆုံးစောင့်ကြည့်နေဖို့မိတ်ပေးလိုက်ပြီးလင်ထန်းရဲ့အမိန်တိုင်းမင်းစားစတဲ့ကြီးတစ်ခုလုံးအလင်းမျိုးရဲ့အပြင်ဘက်မှာနေရာယူပြီးနေကြပြီးဖြစ်သွားတယ်။အုံလိုက်ချင်းလိုက်ရောက်လာတဲ့ငကားတွေတိုက်ခိုက်မှုတမ္မာလုံးနဲ့ဆိုပေမဲ့တစ်ဖက်ကလည်းဓာတ်သူတို့စင်မှာပြင်ဆင်ခိုင်းထားတဲ့ဒူးလေးကြီးတွေက ြီးမားလွန်းတာကြောင့်ငကားတကောင်လည်းအလွယ်လေးပြချနိုင်တာပဲဖြစ်သွားတယ်။ဒါပေမဲ့တိုက်ဖို့ကလူသားတွေထင်သားသလိုအေးသာမလားပဲ။ကောင်းတဲ့တစ်ခုလုံးလက်စင်မိုးချင်းတန်တွေနဲ့ပြေးလာတဲ့ချီ။ဒါမှငကားတွေဆယ်ဆောက်ကြီးမားတဲ့ငကားပြင်မကိုတွေးလိုက်ကြပါတယ်။ငကားတကောင်ကပုံမှန်အေးထူတဲ့ဆိုရင်ငကားပြင်မကဆယ်ဆောက်ပိုထူတယ်လို့ဆိုရမှာဖြစ်တာ။ဒီရွယ်စားကြီးကိုတော့ငကားဖြစ်ဒူးလေးကထိုးပေါက်နိုင်မှာမဟုတ်ဘူး။ငကားပြင်မရဲ့မိမိုးချက်တစ်ချက်နဲ့မျိုးရိုးကပြိုကျမှုတဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒါသလိုဆိုမိုက်အကားခွဲကြောင့်ငကားပြင်မရဲ့တက်ကန်မှုဟန်တားနိုင်နိုင်ပြီ။ ဒါကမြင်နဲ့တွေးလိုက်ရတဲ့ဇေတန်လေ၎င်းမြင်မှာတမားရဲဆိုတာဒါသတော်စမဆိုတဲ့မိမပူတမားတဲ့ကြောင့်တိသွားခဲ့ပါတယ်မြို့ရုံးကလည်းဇေတဲကိုတက်လာတယ်ဒါသတော်စမရဲ့ခုတ်ပိုင်းမှုတွေက၎င်းတိုင်းကိုအလွယ်တကူပိုင်းချက်သွားတယ်ပြင်မာပါတယ်ဆိုတဲ့၎င်းပြင်မှာအလွယ်တကူထိုးပေါက်ပြနေတာကြောင့်စနေပြောသလိုတူမရိုင်းတာကလည်းတင်မဆန်းတဲ့ကြောင့်လင်တန်းလေးကြီးစားမိသွားခဲ့ပါတယ် ဒါမှမဟုတ်အသက်ပေါင်းများစွာရှိနေတကားပြင်ပါဘူးလွယ်လွယ်နိုင်နိုင်လို့ရမှာမဟုတ်ဘူးဒါဆိုတော့စမကတကားနဲ့လှုပ်ရှုပ်နေတဲ့လူသားတွေကိုလက်စားချက်ပေါ်အကောင်းဆုံးချက်ဖြစ်တဲ့အကြောင်းလင်းသားကကြင်ညာလိုက်သွားတယ်အလင်းမြုပ်ကိုဝင်စေးချဖို့နဲ့သူစင်ချထားတဲ့အတိုင်းသူနဲ့အဖွဲ့ထက်ကအယုံလဲမှာဖြစ်ကကြားတဲ့တပ်ဖွဲ့ကခြုံကိုတိုက်ချဖို့မင်းစားစတဲ့တခုလို့မပေးလိုက်ပါဘူးမြို့ထဲမှာလူသားတွေကတော်လက်ထိနာနေတဲ့လေတဲကမီးမုံရင်တက်ခိုက်တဲ့ငကားတွေဖြည်းဖြည်းချင်းခတ်နေတာတမျိုးလုံးနေရာနဲ့မှာမိတောက်နေတဲ့ဖြစ်နေခဲ့ပါတယ်ဒါပေမဲ့ဒါသလိုစင်မှာရှိတာအကြောင်းတော့ အခုချိန်ဒီခုခတ်နိုင်နေတာဖြစ်တယ်တကယ်တမ်းငကားပြင်မှာလက်ချက်နဲ့သားသမျိုးတို့ပြာချနေပြီဖြစ်သွားတယ်မိသားတွေကြားမှာအတော်လေးတက်ဝက်ပန်းနေတယ်ရောတယ်ကဆရာဖြစ်သူကိုကျေးဇူးတင်ချီးကျူးကြီးသူ့ကိုသူလည်းငကားသက်သူဖြစ်သွားပြီဖြစ်တယ်တယ်ကျန်းမာကုန်ယူနေတဲ့အချိန် ညိုတဲကိုမင်းစားတွေတွတ်တော့လာတဲ့ကြောင့်ကြားလိုက်ရပါတယ်အစက်နဲ့မင်းစားတွေကအခုလိုတိုက်ပွဲကြီးတဲမှာထွက်လာတယ်ဆိုတော့ဘလို့မှဖြစ်နိုင်ပြီရော့တဲကမဟုတ်ကဟုတ်ကတယ်လို့ထင်လိုက်ပြန်မယ်တကယ်တော့ညိုတဲဝင်လာတဲ့မင်းစားတွေကိုတွေးလိုက်ရတာကြောင့်လက်ချက်ငကားတွေကိုထိန်းထားဖို့အခြားသူတွေစမိတ်ပေးခဲ့လိုက်ပြီသူနဲ့ရိပ်ဖို့လေကတော့မင်းစားတွေကိုနိုင်နေဖို့ထွက်လာခဲ့ပါတယ်မင်းစားတွေကိုလိုက်ဖမ်းမယ် ပြန်တက်ခဲ့တဲ့တကောင်သားတွေကရောတဲ့တဲ့ကိုနေရာတစ်ခုစီများခွာလာခဲ့ပြီ။ကျိုးစင်းစင်းထားတဲ့အတိုင်းထောင်ချောက်စီဖမ်းဆီးလိုက်ကြပါလေ။ရုတ်တဲ့အမ်းမိသွားတာကိုရောတဲ့ကိုယ်တိုင်ကဘာမှမတက်နိုင်တဲ့အထိရေးဘူးလဲကပါပိုက်ကုန်နဲ့ဖမ်းခံလိုက်ရပြီ။ရုတ်တဲ့အွန်လိုင်းကြည့်လိုက်ပေါ်လာတဲ့မင်းစာတွေကများလုံးနေတာကြောင့်တောင်မဲမြောင်မဲမကယ်နိုင်တဲ့အခြေအနေတွေဖြစ်ကုန်ကြပါလေ။အရင်ကတန်းဆန်းတတ်တာမင်းစာကောင်တွေကတန်းချက်ကားတွေပေါ်ပွက်လာတဲ့လက်နက်တွေကလည်းတန်းလက်နက်တွေဖြစ်နေတာကြောင့်သင်တို့ရင်ဆိုင်ရမလို့မြေလင်ထန်းကိုယ်တိုင်မှာတိုက်ပွဲတွေဝင်လာတာကြောင့် ယော့တဲ့တပည့်တွေလည်းချက်ချင်းဆိုတော့ပွားကူသွားခဲ့ပါတယ်။ယော့တဲ့ကိုဒီလောက်လည်းဖမ်းမိမှမထင်တာပဲ။အလွယ်လေးရလိုက်တာ။ဒီနေ့ကဂျင်းနဲ့နေတဲ့ တင်းနဲ့ခဲမြဖြစ်နေတဲ့ရော့တဲ့ကတန်ချင်းချောက်နေတာကြောင့်စကားမပြောရင်ကိုအချင်းတွေကိုအရင်သုံးသပ်ဖိုင်ကိုလင်တန်းကတတိပေးလိုက်ပါတယ်။အရင်ဆုံးဒီမျက်ကိုရေဆုံမြောင်းတွေတဲ့ကနေဖမ်းခေါ်သွားဖို့အမိန်ပေးလိုက်။ကြမ်းတဲ့သူတွေကိုတော့သူနဲ့သူမျိုးရိုးကိုရိုက်ခဲ့ဖို့အမိန်ပေးလိုက်ပါတယ်။အပေါ်မှာငကားမြင့်မှနဲ့ရင်ဆိုင်နဲ့ဓာတ်သူစင်မကြီးတိုက်ပွဲကမပြတ်သေးပဲ။မျိုးထဲမှာမင်းစားတွေကိုတိုက်ခိုက်နေတဲ့အတန်ကိုချားလိုက်ရတာကြောင့်ဒေးတဲ့မင်းစားတွေတိုက်ခိုက်လာတာကဖြစ်နိုင်လို့လားတွေးနေမိခဲ့ပါတယ်။ဒါပေမဲ့မစ္စချေကတိုက်ပွဲကိုလည်းထားခဲ့လို့မဖြစ်ပဲ။ငကားမြင့်မှအသက်တွေကများလွန်နေတာကြောင့် အစနစ်ဒါသနဲ့တာမစ်လေးပွဲကိုတုံးအတားဆီးယူလိုက်ပါတယ်။ထင်ထားတဲ့အတော်လေးထိနဲ့သွားတာကြောင့်၎င်းပြင်းမကိုတုတ်တယ်ပေါ့အချိန်တိတ်မလို့တော့ပဲ။မင်းစားတဲ့ကိုရော့တယ်လို့ထင်ထားနိုင်မယ်လို့ထင်လိုက်ပဲမယ်။မြို့ရိုးနာကပတ်ဝန်းကျင်တခုကြားလိုက်ရတာကြောင့်ဖြည့်ရှင်းတော့မပြီးသေးဘူးဆိုတော့တိလိုက်ရပါတယ်။၎င်းပြင်းမအတွက်တော့အချိန်ကိုက်ရောက်လာတဲ့မင်းစားတွေကအာယုံလွဲစွာဖြစ်သွားခဲ့တယ်လို့ဒါသလိုဆိုမှအာယုံလင့်နေတဲ့အချိန်ဒဏ်ရာတွေကိုပြန်မှုဖို့ကြီးတိုက်စစ်ပြန်ဆုတ်သွားခဲ့ပါတယ်။တပတ်မှလည်းမင်းစားတွေရှိနေသေးတာကြောင့်၎င်းပြင်းမကိုအလုတ်ပေးလိုက်ရပါမယ်။ ဒီတိုင်ဝဲပြီးရင်ငကားချုံစီကိုယ်နဲ့တွားနိုင်တယ်ဗျဒါဆိုတော့စင်မအဆုံးဖြတ်လိုက်ပါတယ်ဒါဆိုတော့စင်မမြို့တဲကိုပြန်ဝင်လာတဲ့ချိန်ရော့တဲ့တို့ကိုမတွေ့တာကြောင့်မြို့ကနေကိုမင်းကြည့်တယ်ရော့တဲ့နဲ့ရေးဖူလေးကိုမင်းစားတဲ့ဖမ်းသွားတယ်ဆိုတာသိလိုက်ရပါတယ်ဒီချိန်လာတက်ခဲ့တဲ့မင်းစားတွေကပုံမှန်မဟုတ်ဘူးအတော်လေးအင်အားကြီးတယ်ရော့တဲ့တော့ရင်ဆိုင်ဖို့မထိုင်တာကြောင့်အတော်လေးစိတ်လို့သွားတဲ့တရောစင်မင်းကလေးလေးအခုချက်ချင်းတတော်တဲ့ကမင်းစားမျိုးနွယ်တွေကိုတက်ခတ်ဖို့ပြန်လိုက်ပါတယ်အားလုံးကတက်ပြစ်မယ်လို့ကြုံဝါလိုက်ပြန်မယ်အခုချိန်မှာအတော်လေးကူကယ်ရမယ့်တဲ့လူသားတွေပို့ သူတို့ဆိုမင်းကလေးကအာဟုဆာဖြစ်တယ်ငကားတွေဖြစ်ဖြစ်မင်းစားတွေဖြစ်ဖြစ်ထတ်တက်ခက်လာရင်လည်းသူတို့မှတက်ခက်ပေးမဲ့သူမရှိတာကြောင့်လက်ရှိသူတို့ဆိုမင်းကလေးကိုပဲဒီမျိုးမှာနေပေးဖို့ဝိုင်းတောင်းမှလိုက်ကြပါတယ်တပတ်ကတွေးကြည့်ရင်လည်းညရဲ့အတန်သူမျိုးလုံးရဲ့အသက်ဖြစ်နေတာကြောင့်လဲဖို့မတမ်းပြည်သူတွေကာကွယ်ဖို့ဆိုတာတရားကောင်းတဲ့တောင်းဖြစ်နေတာကြောင့်ရော့တဲ့ဖန်ခံရတယ်ဆိုတာကိုယ်တိုင်အားနည်းလို့ပဲဖြစ်တဲ့အကြောင်းတုံ့တက်လိုက်ပါတယ်မင်းစားလောက်ကိုတော့ဖြည့်ရှင်းနိုင်ခဲ့တဲ့ရော့တဲ့ကိုပဲအပြစ်တင်လိုက်အခုချိန်ရော့တဲ့တွေကိုသူလုတ်ပေးနိုင်တာဆို တော်ဝင်မိသားစုစီအခုကြီးတောင်းပေးတာပဲဖြစ်နိုင်တဲ့ကြောင့်တွေးနေခဲ့ပါတယ်။တစ်ဖက်မှာလည်းဇင်ခန်းတို့မင်းစာအုပ်စုစီပြန်ရောက်လာတဲ့အချိန်လူသားမြောက်ကိုပဲဖမ်းဆီးလာတာကြောင့်လက်ရှိမင်းစာအုပ်ရဲ့အင်အားကိုမျက်လိုက်ရတဲ့ကြော့တယ်ကတော့မျက်စိကိုတော့သူမျိုးနဲ့ဖြစ်သွားခဲ့ပါတယ်။ဒီလိုနေရာမှာလင်ထန်းတို့ဥဆောင်သူရှိနေတာကတော့မယုံနိုင်ပဲ။လက်တော်မင်းစာအစ်ကိုဖြေနိုင်ရတဲ့ဂျီဖူလေကအတော်လေးတက်တာလာပြီးဖြစ်ပေမဲ့ဒါကိုကြိုးတင်တဲ့လင်ထန်းကဂျီဖူလေရဲ့နာမည်ကြီးဂျီဖူလိန်ဟာကိုပဲတည်နေခဲ့တာပဲဖြစ်သွားတယ်။လင်ထန်းလှုပ်ချင်တဲ့ခုသေးသောအရာကသူ့အသက်မှာနှိမ့်ဆက်ခဲ့တဲ့ဂျီဖူလိန်တို့ ပြန်လက်ဆက်ဖို့ဖြစ်ပြီအဖမ်းခံထားတဲ့ကြာကအာဂျင်နီကျောတယ်ကိုတို့လင်တန်းတပည့်တွေကပါပိုင်းရဲ့ငှားရဲ့ဆုံးမပေးလိုက်ပါလင်တန်းရဲ့ပုံစံကိုကြည့်ုံနဲ့ညာရင်မြစ်တဲ့မင်းစာမတိတောင်းနေတာတို့သူတို့ဖမ်းထားတဲ့အကျိုးဆက်ဖြစ်လူသားမျိုးနဲ့ဓာတ်တော်စင်မကတရားလုံးကိုလာတတ်မှဖြစ်တဲ့အကြောင်းရောတယ်ကချင်းချောက်လိုက်ပါတယ်ဓာတ်တော်စင်မဆိုတာကလည်းသူ့ရဲ့သားကောင်တော်ကမဖြစ်တော့အချိန်ကြာသေးလို့လွတ်ထားတဲ့လင်တန်းကရောတယ်တို့ကိုဖမ်းလာတဲ့ဇမ်းမတယ်ရှိုးဝက်အစီအစဉ်တွေလွတ်ထားခဲ့တာကြောင့်ဒီနေရာကိုလာချင်းတော့ရှာတွေ့မှာမဟုတ်ဘူးလက်တော်မင်းစာဒုတိယနှုတ်ဆက်ကိုခေါ်ရင် တော်ရနဆိုးရကမဲလိုက်ခံဖို့လက်အောင်နဲ့သားတယောက်ကိုမိပေးလိုက်သွားတယ်။ဒီကြလင်းမျိုးကိုတိုက်ခိုက်ခဲ့တဲ့အကျိုးဆက်ကတင်းမာတော့မဟုတ်ဘူး။လူသားမျိုးနွယ်ဘက်ကတံပြန်မလာခင်သူ့မျိုးနွယ်ကိုအင်အားကောင်းတဲ့လက်ကောင်လင်းထန်းကပြစ်စင်ထားချင်တာပဲဖြစ်သွားတယ်။တဲစစ်မင်းစားတွေကိုပိတ်ဆောင်ရင်ညပိုင်းနဲ့ဆက်ရတာကြိုက်တယ်မလားလို့ရောတဲ့ကိုမေးလိုက်တယ်။ရောတဲ့ကဝန်မခံတာကြောင့် လင်တန်းကိုယ်တိုင်နားတဲ့ဘက်ကိုဖြတ်ထုတ်ပေးလိုက်ပါတယ်သူတို့လုတ်ခဲ့သမျှကလူသားတွေကိုကာဝယ်ဖို့ပဲဖြစ်သူနတ်ဆိုးမင်းဆာအလုံးကိုတပ်ဖြတ်ခဲ့သမျှကလူသားတွေကိုကာဝယ်ဖို့အတွက်ပဲဖြစ်တဲ့အကြောင်းအတန်ကောင်းဟိပြနေတာအကြောင်းနားကြားပြင်ကတ်လာတဲ့လင်တန်းလေးသူမြင်နေရတဲ့တေကောင်းဖက်ကတော့အဲ့လိုမျိုးပဲတေကောင်းတွေကအဆင်သက်ဖို့ဆိုအတုံးမွန်တဲ့လူသားတွေကိုတပ်ဖြတ်ဖို့လေဝန်မလေးခဲ့တဲ့အကြောင်းထောက်ပြလိုက်ပါတယ်အများမြင်မှာသူတို့ကောင်းကြီးတွေလုံနေတဲ့ရောတိန်တို့ကဒီနယ်ကိုရောက်ဖို့ရင်လူပဲနဲ့တပ်ပြီးပြီလေလို့လင်တန်းကထဲမေးလိုက်တာအကြောင်း သူတို့နောက်ကွယ်ကအကြောင်းရတဲ့တိနေတဲ့ဒီမင်းစားကမင်းစားတကောင်ထက်ပိုနေတဲ့အကြောင်းသိလိုက်ကြပါတယ်။မျက်နှာဖုံးနဲ့ခွာချက်ခံလိုက်ရတဲ့အချိန်လင်ထန်းကိုယ်တိုင်လည်းသူတို့ကောင်ချင်းမဟုတ်ဘဲသူ့ကိုယ်သူနဲ့ဆုံးကောင်းဆိုးဝါးတကောင်ဖြစ်တဲ့အကြောင်းဝန်ခံလိုက်ရင်အဲ့ဒီကောင်းဆိုးဝါးကသူတို့ကိုနှက်ဆက်တော့မှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။လင်ထန်းရဲ့နှက်ဆက်တဲ့ခါးစည်းခံရတဲ့ရေဖူးလေးကိုရော့တဲ့လည်းမကဲနိုင်ဘူး။အတော်လေးလူကျုပ်မှဆန်နေတဲ့လင်ထန်းကတော့သူနှက်ဆက်သမျှကိုတက်တက်လေးငင်ခံနေတာဟာအကောင်းဆုံးနည်းလမ်းဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်။